ကျမမိတ်ဆွေများလုံးမင်္ဂလာပါရှင်။ရဝေးရဲ့နေ့ရနေ့ကျမတို့ချစ်ခင်အားပေးကြတဲ့ယုံကြည်အားပေးကြတဲ့ခုနှစ်ရဲ့သားသမီးများလုံးရှင်းနေပွားသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုကျမချင်းနေနဲ့ပြည့်စုံနိုင်ကြပါစေရှင်။ကျမကတော့ဆရာကြီးမင်းနေငါရဲ့တပည့်ဆရာမတင်းတန်လာစော်ပဲဖြစ်ပါတယ်ရှင်။ အခုကျမတနင်္ဂနွေတားသမီးများအတွက်လေးလပိုင်းတလစာကိုကံကြမ္မာများကိုအကောင်အဆိုးများကို စပြီးတော့ဟောပြောပေးသွားမှာဖြစ်ပါတယ်နော်အဲ့တော့ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုကြည့်ရှုနေတဲ့အထဲမှာတနင်္ဂနွေသားသမီးများ ပါခဲ့တယ်ဆိုလို့ရှိရင်အစဆုံးလေးကြည်ပြီးသွားပါဒီလေးလပိုင်းမှာတနင်္ဂနွေသားသမီးများရဲ့ကံအဆိုးကံကောင်းကိုရေရေဟာနဲ့တကွကျမကအသေးစိတ်လေးပြောပြပေးသွားမှာ ဖြစ်ပါတယ်ရှင်။တနင်္ဂနွေသားသမီးများကဒီလေးလပိုင်းမှာဆိုရင်ငွေတွေနော်လက်လာဘတ်တွေတလဟောဝင်လာရမယ်ကာလတခုဖြစ်ပါတယ်။အဲ့ထွက်ရင်လည်းသူကအရန်ထွက်မယ်။ဝင်ရင်လည်းအရန်ဝင်လာတတ်ပါတယ်တခုတတိထားမှာကြတော့မိမိတို့ရဲ့အိမ်မှာကိုယ်ရန်ရင်းနေတဲ့လူပေါ့ เนาะကိုကယုံကြည်ရတဲ့လူကကိုကိုလိန်လေလှဲ့စားတွားတာမျိုးကြီးဂျုံဝတ်တပါတယ်ဒီလေးလာပိုင်းမှာတနင်္ဂနွေသားသမီးများအထူးဂယုဆက်ရမယ်ကာလတခုဖြစ်ပါတယ်ဒါကြောင့်တနင်္ဂနွေသားသမီးများဒီလေးလာပိုင်းမှာဆိုလို့ရှိရင်မိမိတို့အနေနဲ့ဘုဒ္ဓဘူးသားသမီးတွေတနင်္ဂနွေသားသမီးတွေ တနေ့လာသားသမီးများကိုအထူးကယူဆက်ရဖို့လိုအပ်ပါတယ်။ပြောချင်တာကကြတော့ငွေတွေချီတာငှားတာပေးတာမျိုးပေါ့။ကုညီကုညီမဲ့ဆိုရင်လည်းကုညီလိုက်။ချီတာတို့ငှားတာတို့လုံးဝမပြုတ်လောက်ပါနဲ့။ဘာကြောင့်လဲဆိုလို့ရှိရင်ကိုနဲ့အရင်ရင်းနေတဲ့တငယ်ချင်းမိဆွေတွေထဲမှာငွေကြောင့်စိတ်ဝမ်းကွဲပြီးတော့မှမခေါ်မပြော ဖြစ်သွားတတ်ပါတယ်။ဒါကြောင့် အထူးဂယုစိုက်ပေးပါ။တနေ့ဦးနေသားများလေးလာပိုင်းမှာဆိုလို့ရှိရင်အဝါရောင်နဲ့လုံးဝမတည့်ပါဘူး။အဝါရောင်လုံးဝရှောင်ရမယ်လတလဖြစ်ပါတယ်။လေးနဲ့ပတ်သက်မဲ့ကျန်းမာရေးတွေအထူးဂယုစိုက်ဖို့လိုအပ်ပါတယ်။အချစ်ရေးမှာတော့ကံမကောင်းတတ်ပါဘူး။ချီးနဲ့ပတ်သက်ပြီးတော့ညံ့ပြက်စရာတွေကြုံရတတ်ပါတယ်။ ။အိုးအိမ်နေရာထိုင်ခင်းတွေအပြောင်းအရွှေ့များမယ်။အိုးအိမ်နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့မတည်ငြိမ်တဲ့ကာလတစ်ခုကိုရောက်ရှိနေခြင်းဖြစ်ပါတယ်။ဒါကြောင့်တနင်္ဂနွေသားသမီးများမိမိတို့အနေနဲ့အိုးပိုင်အိမ်ပိုင်မရရှိသေးဘူး။အိုးပိုင်အိမ်ပိုင်ဝယ်ဖို့ရည်ရွယ်ထားတယ်။မျိုးတွေဝယ်ခြင်းနဲ့နော်အိမ်နေဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီလေးလပိုင်းမှာမဝယ်ပါသေးနဲ့။လေးလပိုင်းကြော်သွားပြီးငါးလပိုင်းထဲမှာရောက်ပြီဆိုတော့မှ ဝယ်ယူပါဒါဆိုရင်အောင်မြင်တတ်ပါတယ်ကံကောင်းတတ်ပါတယ်ဒီလေးလာပိုင်းမှာတော့တနည်းကနေသားသမီးအယောင်းဝယ်ကိစ္စတွေဘာမှမလုပ်ပါနဲ့လက်ရှိလုပ်နေတဲ့စီးပွားရေးကိုပဲတေချာစောက်ချပြီးတော့လုပ်ပါဒါဆိုရင်အဆင်ပြေသွားပါလိမ့်မယ်ခက်ခဲမရှိပါဘူးဆုံးရှုံးစရာလည်းမပေါ်လာတတ်ပါဘူးအဲပြောချင်တာကကြတော့လုပ်ငန်းတွေတိုးချဲ့တာမျိုးတွေเนาะစီးပွားရေးမှာတခြား အလုတ်တစ်ခုကိုကူပြောင်းတာမျိုးတွေလုံးဝမလုံးမိဖို့လိုအပ်ပါတယ်လက်ရှိအလုတ်ကိုပဲကွာငင်းငင်းလေးလုံးဝမဲ့ကာလတစ်ခုဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးများဒီကာလမှာဆိုလို့ရှိရင်မိမိတို့အနေနဲ့ဒီလေးလပိုင်းမှာမိမိတို့ရဲ့အပြောအဆိုလေးတွေမိမိတို့ရဲ့လုပ်ငန်းတွေမိမိတို့ရဲ့စီးဝါးရေးတွေကောင်းတဲ့ကောင်းအောင်လူမှုရေးကိစ္စတွေမှာเนาะအမှုဟင်းကြုံတွေ့နေရတာတွေအောင်မြင်ခြင်းနဲ့เนาะ အဆင်ပြေခြင်းနဲ့မြမြဲပြီးဆုံးခြင်းနဲ့ဆိုလို့ရှိလို့ရှိရင်ဇေဒီတော်ရဲ့တဆူဆူကိုတွားပြီးတော့ဒဂွန်ကုတ်ကာမူလေးပွားဂျိုတိုင်အစီလှူဒန်းပြရမှာဖြစ်ပါတယ်အဲ့တော့ဘယ်နေ့မှလုံးရမလဲဆိုလို့ရှိရင်မိမိတို့ရဲ့မွေးနေ့9နာရီ45မှာပြုလုပ်ပြင်ရင်ပို့ပြီးတော့ကောင်းပါတယ်အဲ့တော့ဒီကာလတွေမှာမိမိတို့အနေနဲ့အိမ်ဖျားမှာเนาะ အိမ်ဖျားမှာရေတံဘူးလေဘူးစွန်းတော့ကတ်ပေးပါဖျားမှာဒီတိုင်းလေးကတ်လူထားလို့ရပါတယ်တလားလုံးလှူထားလို့လည်းရပါတယ်ဒါပေမဲ့ရေတံဘူးမှာကြတော့မိမိတို့အနေနဲ့ရက်လေးလက်ဟုတ်ဒုက္ခအပေါင်းเนาะ ုက္ခဆိုလဲစလုံးလေးကိုရေးမယ်ပြီးပါရင်ဘေးမှာအပေါင်းလက္ခဏာလေးရေးမယ်ရေးတန်မှုရဲ့ဘေးပတ်ပတ်လဲမှာရက်ကလေးကိုတည်ဝင်းလေးနဲ့ပဲဖြစ်ဖြစ်ခြီးပြီးတော့မှမျက်စွာဖျားရှင်ကိုကတ်လူပေးထားမှာဖြစ်ပါတယ်ဒါဆိုရင်လေးလာပိုင်းမှာတနင်းဝင်နေသားသမီးတွေကန်စားတာတွေမြင့်သွားပါလိမ့်မယ်ကန်အညံ့နေလဲပြေပြောက်သွားပါလိမ့်မယ်ခရီးကိစ္စနဲ့ပတ်သက်ရင်တော့တနင်းဝင်နေသားသမီးတွေရန်အောင်မြင်တတ်ပါတယ်အဲ့တော့ဒီတကူးအကြော်ပေါ့ နော်လေးလပိုင်း15ရက်အကျော်20အကျော်မှာခရီးကိစ္စတွေကောင်းတဲ့တည်နေကြားရတတ်ပါတယ်အဲ့တော့နိုင်ငံရေးကြခီးတွေတွားမယ်ဆိုလို့ရှိရင်တော့20နောက်ပိုင်းမှာတွားရတတ်ပါတယ်20နောက်ပိုင်းမှာပြုတ်လုံမယ်ဆိုရင်လည်းအောင်မြင်တတ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးများပြောချင်တာကကြတော့ဒီလေးလပိုင်းမှာမိမိတို့အနေနဲ့အဝါရောင်လေးကိုရှောင်ပြီးတော့မှအနီရောင်အနက်ရောင်ပါတဲ့ တစ်ခုခုเนาะအ내ရောင်ပါတဲ့ဒီပိဿာလေးပဲဖြစ်ဖြစ်အ내ရောင်ပါတဲ့တင်ရိတာတစ်ခုခုပဲဖြစ်ဖြစ်နောက်မဟုရကြောက်ကိုပဲဖြစ်ဖြစ်စောင့်ထားမယ်ဆိုလို့ရှိရင်တော့ဒီတနင်းကိုနေတားသမီးများလေးလာပိုင်းမှာအင်မတန်ကိုကံကောင်းတဲ့လာတလာအဖြစ်ပိုင်ဆိုင်သွားရပါလိမ့်မယ်။ကဲကျမမိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုကြီးကျမကြီးနေနဲ့ပြည့်စုံနိုင်ကြပါစေ။ စိတ်သွားတိုင်းကိုပါလူရဆန္ဒဒီလဲပြေဝနိုင်ကြပါစေရှင်ဒီတကူလာမှာလဲအေဂျန်တာယာစွာနဲ့ပျော်ရွှင်နိုင်ကြပါစေလို့ဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်ရှင်